မင်္ဂလာပါကျွန်တော်ကတော့ယနေ့ကမ္ဘာမျက်မှောက်ရေးရာဖြစ်ပျက်နေမှုများနဲ့အမကျန်းစာပြည်စုံလာမှုများတို့ကိုပြောရဲရွှေပေးပဲဖြစ်ပါတယ်ဒီနေ့ကမ္ဘာသတင်းတွေကိုပြန်ကြည့်တဲ့အခါမှာဝမ်းမြောက်ဖွယ်သတင်းကောင်းတဲ့သတင်းဆိုးတစ်ခုကဒွန်တွဲလဲရှိနေပါတယ်သတင်းကောင်းကတော့အစ္စရေးကစားငြိမ်းချမ်းရသွားပြီပေါ့နော်တုံ့ပန်းတွေပြန်လှုပ်ရမယ်ထိုနေရာမှာရှိတဲ့အစ္စရေးတပ်တွေပြန်ရုပ်ရမယ်အမေရိကန်တပ်တွေကဂျာဝင်ပြီးငြိမ်းချမ်းရေးအကျိုးဆောင်မယ် ြန်လဲတိဆောက်ရင်းနဲ့အစိုးရတစ်ပြန်လဲဖွဲ့စည်းရေးတွေအကုန်လုံးကိုလှုပ်ဆောင်ပေးမယ်ဆိုတာတရင်ကောင်းပေါ့တရင်စိုးကတော့ဒီအာဖဂန်မှာရှိတဲ့ဘာဂရန်လေစိတ်ကိုထရန့်ကပြန်လဲထိန်ချုပ်ဖို့မိန့်ခွန်းပြောခဲ့တယ်ဒီအတွက်သူကတန်တမန်ရေးရအကျိုးဆောင်နေကြောင်းပြောကြတယ်နောက်နေ့အကြမှာပဲဒီလေစိတ်ကို ပြန်မရဘူးဆိုရင်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုပြီးတော့ချိန်ချောက်တဲ့စကားလဲထွက်လာတယ် အဲ့တော့ဟိုတာလီဘန်ခေါင်းဆောင်တွေကဒီနေရာကြီးကိုဘယ်ပြန်ပေးမလဲတစ်ချိန်တော့တော့သူတို့ကတော့လက်နဲ့ငယ်တွေနဲ့သဘုံတာတာပေါ့ဒါပေမဲ့အခုကတော့သူတို့လက်နဲ့ကြီးများဆိုပိုင်ဆိုင်နေပြီဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ဘိုင်ဒန်သမရဖြစ်တဲ့ချိန်မှာအာဖဂန်မှာရှိတဲ့အမေရိကန်တပ်တွေကိုစုတ်ခိုင်းလိုက်အဲ့လိုတတ်ဆုတ်သွားတဲ့အတွက်သူတို့လက်နဲ့စစ်တုံးဆောင်ပစ္စည်းမြောက်များဆိုပိုင်ဆိုင်သွားတယ် တင့်ကားတွေជីကားကားတွေတေယူပုဆောင်ရင်ကားတွေအစီးရေ၄000ကျော်တယ်ဆေယဟယင်းနေတိုက်လင်ယင်းနေတေယူပုဆောင်ရေလင်ယင်းတွေကအစီး80လောက်ရှိတယ်ဘီလီယံပေါင်းများစွာအဲ့မှာကြံခဲ့တယ်အခုအဲ့ဒါဘယ်သူတွေပိုင်သွားအခုတာလီဘန်တွေပိုင်သွားရင်ဘသူတို့အင်အားတောက်တင်ပြီးတော့မှကဘာကိုချိန်ချောက်နိုင်တဲ့အဆင့်တော့စစ်အင်အားရှိနေပြီဖြစ်တယ်အခုသူတို့ခေါင်းဆောင်တွေတိုင်ပင်ဆွေးနွေးနေတယ်ဒီစစ်ကြီး ဖြစ်လာဖို့ရန်ရှိတယ်ဆိုတာလည်းသတင်းစိုးဖြစ်တယ်။အော်ဒီနေ့လူတွေပြောနေကြစကားပါပဲ။ဖယားဖန်ဆင်းနေဆိုရင်ဒီစစ်တွေကိုမသိဘူးလား။ဘာလို့လက်ပိုက်ကြည့်နေလဲ။အဲ့တော့ချက်ပြက်လေးပေါ့နော်။ဥပမာပြောရမယ်ဆိုရင်တခါတော့လူတယောက်ငားတွေမွေးတယ်။သူငားတွေကကြာလာတော့လေးထိုင်ပြီးနေထိုင်မကောင်းတော့ဘူး။ အဲ့တော့ဆိုင်ကိုပြန်သွားတဲ့အခါမှာကျွမ်းကျင်သူက9ရက်ောက်ထည့်ပေးလိုက်အဲ့9ကန်နဲ့ထည့်တဲ့အခါကျတော့အဲ့9ကအချမ်းတဲ့9တွေကိုလိုက်တွတ်တာလိုက်ကြိုက်တာပေါ့ဗျာအဲ့တော့ထွက်ပြေးရထွက်ပြေးရုန်းကန်နေရတော့သူတို့တွေပြန်ကျမ်းမာလာတယ်ဆိုတာတွေ့ရတယ်နိကဘာကြီးကလည်းအစရပြေဆုံးငိန်ချမ်းနေမယ်ဆိုရင်ဘုရားဆိုတာမလိုအပ်တော့ဘူးအခုရပိုင်းတိမာပေါ့နော်အမေရိကန်ဖြစ်စီရုရှားဖြစ်စီအင်္ဂလန် ော်ဥရောပနိုင်ငံတွေဒီနိုင်ငံခရီးယားနိုင်ငံဖြစ်ပါတယ်ဆိုပြီးတော့မှပြန်လည်노ထားမှုတွေဖြစ်လာတယ်။ဘာကြောင့်လဲ။သူကခြာလီကတ်လောက်ကြံခံရတယ်မကောင်းပါဘူး။သူကတကယ်လူကောင်းတယောက်ဖခင်ကောင်းတယောက်နိုင်ငံသားကောင်းတယောက်။ဒါပေမဲ့သူလောက်ကြံခံပြီးနောက်ပိုင်းမှာဘုရားเจ้าမှာလူတွေပြည်လာတယ်။လူတွေဘုရားပဲပြန်လှည့်လာတယ်။ Water Center ကြီးပြိုသွားတယ်မကောင်း။နောက်ရကြတော့ဘုရားเจ้าနေလူပြည်သွားတယ်။ ကျန်းစာအုပ်တွေပြတ်ထွက်သွားတယ်ဆိုတော့စာဒန်ကလည်းဖခင်ရဲ့အကြံစီတော်ထရနေအလုံးလုံးနေတော့သူပဲဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်ဘာပြောလဲဒီနေ့ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေအစ္စလမ်ဘာသာဝင်တွေအများကြီးပဲအရန်ခင်ပါတယ်ကျွန်တော်နဲ့ယဉ်နီးပါတယ်ဒါပေမဲ့เนาะ ji hearts ဆိုတာဘူးလားမသိဘူးအဲ့ဒါအခုကအချို့အဖွဲ့တွေကအဲ့ဒါအယူလွဲပေါ့เนาะ ဂျီဟတ်ဆိုတာလူတယောက်ရဲ့เนาะအတွင်းစိတ်လောဘဒေါသမောဟကင်းငြိမ်းမှုအတွက်ကြိုးစားခြင်းကဒါဂျီဟတ်အဓိပ္ပာယ်ပါဒါပေမဲ့အခုကလက်နဲ့ကင်ပြီးတော့မှသာသနာပြုနေတယ်ပေါ့ဆိုတော့အစ္စလမ်ဘာသာကိုဖျက်ဆီးတဲ့နာမည်ပြက်စီတဲ့အဖွဲ့အနည်းငယ်ပြောပြချင်တယ်ပေါ့နံပါတ်1ကတော့ ISIS တော့ကဘာကြီးကို Islamic အင်ပါယာကြီးဖြစ်ဖို့အတွက်သူကစူးစမ်းလှုပ်ဆောင်နေတယ်ဆိုတာသိရတယ်။အောင်မြင်ခဲ့ပါတယ်။အော်တိုမန်အင်ပါယာဆိုဒုတိယကမ္ဘာစစ်မတိုင်မီအထိနှစ်ရာပေါင်းများစွာသူတို့ကအုပ်ချုပ်ခွင့်ရခဲ့တာပဲပေါ့နော်။အခုလည်းပြန်စူးစမ်းနေတယ်ဆိုတာသိရတယ်။နောက်အဲဂိုင်ဒါအဲဂိုင်ဒါကတော့အမေရိကန်မှစလို့ဥရောပတွေကိုတိုက်ထုတ်ပြီးဂျီဟတ်ဆင်နွှဲဖို့လှုပ်ဆောင်နေသောအဖွဲ့ဖြစ်တယ်။နောက်တစ်ဖွဲ့ကတော့တာလီဘန် တာလီဘန်ကတော့ခုနအာဖဂန်ကိုရှရီယာဥပဒေဆိုခုနအစ္စလမ်မစ်ဥပဒေနဲ့တိုင်းပြည်အုပ်ချုပ်ဖို့ကြိုးစားတယ်လို့ခုနကနိုင်ဂျီးရီးယားနိုင်ငံဖြစ်စေနောက်ဒီဆိုမာလီယာဆိုတော့အာဖရိကမြောက်ပိုင်းအဲ့ဒီနိုင်ငံတွေကလည်းအစ္စလမ်ရှရီယာဥပဒေနဲ့အုပ်ချုပ်မဲ့နိုင်ငံတွေဖြစ်ဖို့အတွက်ကြိုးစားနေတယ်ဆိုသိရတယ်။အဲ့ဒီခါမှာတခြားဖွဲ့တွေရှိတယ်ဟာမတ်ဟူတီဟစ်ဘောလာအစရှိတဲ့အဖွဲ့တွေကလည်းကမ္ဘာအကြမ်းဖက်အဖွဲ့အနေနဲ့သတ်မှတ်ထားတယ် ဥပမာ2003ဆိုရင်တို့อิสราเอลကိုကျူးကျော်ပြီးတော့မှเนาะကလေးလူကြီးမိမမကြမ်းအထောင်ကျော်တတ်ဖြတ်တယ်ပြီးတော့250ကျော်ကလေးလူကြီးမိမမကြမ်းပြန်ပြီးဆွဲသွားတယ်ဒါကြီးอ่ะเนาะတရားတာမတရားတာဒီအာကြီးอ่ะဘယ်ဘာသာမှဘယ်ဖျားမှခွင့်ပြုမဲ့အလုပ်မဟုတ်ပါဘူးဗောနော်ဒီအဖွဲတွေရှိနေကြတယ်ဆိုတော့သူတို့လည်းလှုပ်ရှားနေကြတယ်လှုပ်ရှားနေတဲ့အချိန်မှာ ဘာကြောင့်ကဘာကြီးသက်သာလဲဆိုအမေရိကန်ကြောင့်သက်သာတယ်လို့လည်းပြောလို့ရတယ်။အမေရိကန်အင်အားအလွန်ကြီးမားသောအဘယ်သူမြအနိုင်မဲ့သူရှိနေတဲ့တွေ့ဒါလေးတွေကထိန်းလို့ရသေးတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့သူ့ကိုအပြေးဝယုံလို့မရဘူး။အမေရိကန်မှာလက်ရစုံနဲ့လက်ဝဲစုံရှိတယ်ဆိုတာသိပြီ။လက်ရဆိုတာတော့တမချန်းစာအုပ်တိုင်းပဲသွားမယ်။သူတို့မှလည်းအားနည်းချက်ရှိပေမဲ့သူတို့တမချန်းစာဘက်ကိုသွားတဲ့သူတွေဖြစ်လက်ဝဲဆိုတော့တမချန်းစာနဲ့စန့်ကျင်တယ် လူမှုရေးမှစလို့ကျန်းစာနဲ့မလျော်ညီတဲ့ဟာတွေလိန်ပြောင်းခွင့်တွေလက်ထပ်ခွင့်တွေမှစလို့စေးကြောင်းရှုခွင့်အတမကျန်းစာ Happy Merry Christmas ကိုမတော့ရဘူး Happy Holiday ဒီဘာသာပါဖြစ်တာဒါလက်ဝဲစုံအဖွဲ့နားလည်အောင်ပြောပြမယ်လက်ဝဲစုံအဖွဲ့နဲ့လက်ရဆိုတာတချိန်စီအာနာရနေတာသမရဘိုင်ဒန်ထရမ့်အတိုင်းဘိုင်ဒန်လက်တက်ရောအခု Hamas Houthi Hezbollah တွေကို လစဉ်နှစ်စဉ်ဒေါ်လာတန်းချီဘီလီယံနဲ့ချီပြီးထောက်ပံ့နေအီရန်ဖြစ်တယ်။ကောင်းလားမကောင်းလားအီရန်။ပြတ်တော့နျူကလ িয়ার လုပ်ဖို့အတွက်စ조사နေတဲ့အတွက်ဘီလီယံပေါင်းများစွာကိုကဘာကနေမှပိတ်ဆို့ထားတာ။ဘိုင်ဒန်လည်းတဲ့ရောထုတ်သုံးခွင့်ပေးလိုက်တယ်။ထုတ်သုံးခွင့်ပေးတော့ဆန်ရှင်လောက်ထားတဲ့6ဘီလီယံပြီးကုန်သွယ်ခွင့်လောက်ထားတဲ့10ဘီလီယံ16ဘီလီယံလောက်ရှိတယ်လို့ပြောသလိုအခြားပိတ်ဆို့ထားတဲ့ရတယ်အားလုံးမှဖွင့်ပေးလိုက်တယ်။ဖွင့်ပေးလိုက်တော့ဘာဖြစ်လဲ။တလောက ဘုံသားချက်အမေတို့တို့နျူကလီးယားရတော့မယ်လေနော်ဆိုတော့တချို့ကလည်းရနေရာရွှေ့ထားတယ်ပြောတယ်ဗောလေဆိုတော့ဒီအရာတွေကိုသူထောက်ပံ့ခြေပေးတယ်တခြားကိစ္စတွေလည်းရှိတယ်နောက်နိုင်ငံတွင်းကိုလည်းခုနကဒီအဆုံးရောက်တွေခေလုံခွင့်အလုံးရင်းနဲ့ဝင်လာတယ်သူတို့နိုင်ငံတွေဟုတ်နော်အဲ့တော့ရုရှားကျူးကျော်စစ်ကြီးဖြစ်တယ်ခုနကကဲဟာမတ်စစ်ကျူးကျော်စစ်ကြီးတွေသူကအကုန်ဖွင့်ပေးလိုက်တယ်လေ အခု trap ကောင်းတယ်မကောင်းလို့ထားလိုက်အခုသူကတော့ဒီလိုတော့လုံနေတယ်နောက်ဘယ်လိုဖြစ်လာအောင်လဲကျွန်တော်ကအခုပြောတဲ့အခါမှာဖြစ်ပြက်နေသောအကြောင်းအရာနဲ့တမန်ကျန်ပြည့်စုံမှုဆိုတော့အစ္စရေးမြောက်ရရင်အလုံးရင်းနဲ့လာမယ်ပြောအခုတော့ငြိမ်းချမ်းလှုပ်သွားပြီလှုပ်သွားတဲ့အတွက်အခုကဘာကြီးတက်တန်းရတယ်နည်းနည်းကြံ့သေးတယ်ရှည်နေသေးတယ်ပေါ့နော်သခင်ဖျားဒုတိယကြိမ်မကြွားလာသေးဘူးကဘာမပြတ်သေးဘူးပေါ့ဆိုတော့အခုကျွန်တော်တို့ကိုဆက်ပြီးတော့မှ အခွင့်အရေးပေးထားတယ်ဒီနေ့အသက်ရှင်တော့မှဘယ်အရှင်ကိုရွေးမှလဲဒီအရှင်ကြွဆင်းလာချိန်နီးရဲ့ခုနကဂောကမာဂောကဣသရေလမြောက်ရက်ကနေအလုံးရင်းနဲ့မဟာမိတ်တွေချီလာပြီးဣသရေလကိုတိုက်တဲ့စစ်တစ်ချိန်ဖြစ်မယ်သဘောဝဘေးနဲ့ပြီးဆုံးသွားမယ်ပြီးရင်ဒီအန်တီခရစ်ဆိုတဲ့အင်ပါယာခုနကအင်ပါယာအဆက်ဆက်တော့ကျွန်တော်တို့နေ့ကပြောသွားပြီးကဘာတူတူအုပ်ချုပ်တဲ့အင်ပါယာကြီးကဘာမှအများကြီးပေါ့ခုနောက်ဆုံးမှာတူတူအုပ်ချုပ်မဲ့စနစ်ပေါ်လာတော့နီးပညာနဲ့အုပ်ချုပ်မဲ့စနစ်ဖြစ်ကြောင်း ကျမ်းစာမှာလည်းဖော်ပြထားတယ်။အချစ်လေးတွေလည်းခံနေပြီ။နော်။ဆိုတော့သူအုတ်ချုံတော့အစ္စရေမြောက်ရက်နော်။ဒီအာမေဂရုံစစ်ကြီးအဲ့မှာအရှိပီကမင်းနေပါဆင်းလာတော့ရှေ့ဆိုတော့တရုတ်ဘက်ကပေါ့နော်။အဲ့ချိန်မှာပါလာတာ။ဒီစစ်ကြီးတွေဖြစ်ပြီးတော့မှစန်းလင်တောင်နှချမ်းကွဲမယ်။ဘုခင်ရှုပြဒုတိယကျင်ကြွားလာ။ကမ္ဘာအကြီးဆုံးကလင်ကျော်ဟာအစ္စရေမှာရှိတဲ့တန်လွင်တောင်ကြီးဟာဒါကမ္ဘာအကြီးဆုံးကလင်ကျော်ရဲ့အချက်ချာ။တောင်ဟာတဲ့ငလင်လှုပ်ရင်တောင်ဟာအရှိနဲ့ အနောက်နဲ့ချံခွေတောင်နဲ့မြောက်ကျွေသွားမယ်။စမ်းစာထဲမှာဂျိုတင်ရေးသားပြီးသားပဲ။အခုတော့ကျွန်တော်တို့ဂါဇာကြီးငိမ့်ချမ်းသွားတယ်။ဒါမှမပြီးသေးပါဘူး။အစ္စရေးကိုစီးရီးယားပြန်နေအလုံးကြီးနဲ့တိုက်မဲ့စစ်ကြီးလာအောင်မယ်။ဘယ်တော့လဲတော့မသိဘူး။အမေရိကန်လည်းအပြေဝအားကိုးလို့မရဘူး။ဘာဖြစ်ဖြစ်တမန်စမ်းစာအတိုင်းဖြစ်နေတာပဲ။ယုံလောက်တော့တက်တဲ့အများရှိမယုံကြည်ရင်ဘယ်သူဒီအပြစ်စင်ခြင်းနဲ့ လွတ်နိုင်မည်လူသားနဲ့ကဲတင်ချင်းတို့ရောက်ပြီးတမန်တရားတည်ကြပါစေ